အဲကျွန်တော်ဒီတစ်ခါဆရာမစုမြတ်ဘက်ကိုဆက်ပြီးလှည့်ပေးခြင်းပါတယ်ဟလာခုနကကျွန်တော်တို့ဆွေးနွေးကြသလိုပေါ့နော်အာစစ်ရေးကိစ္စရက်တွေရှိတယ်ဆိုတော့ဘာပဲဖြစ်ဖြစ်ဒါအာဒီသတင်းမီဒီယာသမားတွေနဲ့ဒါပွတ်တပွတ်တိုက်မှုတွေတော့ရှိကြတာပါပဲအဲ့တော့ဒီပြဿနာအခြေအနေတွေကိုကျွန်တော်တို့ထိမ့်ထိမ့်သိမ့်သိမ့်လုပ်ဖို့ပေါ့နော်ဟာလာကျွန်တော်တို့ဒီထက်အဓိကတော့ဒီထက်အဓိကတော့ဒီဟာလာ အာဒီတော်တိုင်းဘက်မှာလည်းကျွန်တော်တို့စစ်ရေးကိစ္စရဲ့တွေနဲ့သက်ဆိုင်ရင်တို့တို့မှာလည်းအဲဒါအာဒီကိစ္စရဲ့တွေအများကြီးရှိတယ်ပေါ့နော်အဲ့တော့သတင်းသမားတွေကလည်းဒါသတင်းတစ်ခုဖြစ်ပြီဆိုရင်မဖြစ်မနေကျွန်တော်တို့ကဒီသတင်းနောက်ကိုကျွန်တော်တို့ကလိုက်ကြရတာပဲအာဒီနေရာမှာပို့တိုက်မှုတွေဖြစ်ကြရဲဆိုတော့ဟလာအာဒါကတော့ဖြစ်ဖြစ်ဖြစ်ကြမှာပဲပေါ့နော်သတင်းသမားတွေနဲ့ဖြစ်ကြမှာပဲဆိုတော့ကျွန်တော်ဒီဒီပြဿနာတွေကိုကျွန်တော်ဖြေရှင်းဖို့အတွက်ဆိုရင်ဒါဆီယမ်မလည်းဒါကောင်စီမှာအာသတင်းမီဒီယာကောင်စီမှာကျွန်တော်တို့ဟလာဒီ ဟိုဟာတာဝန်ယူထားတဲ့အခါကျတော့ကျွန်တော်တို့ဒီပြဿနာတွေကိုဖြေရှင်းဖို့အတွက်ဘယ်လိုပုံစံမျိုးတွေကျွန်တော်တို့ရန်ရရတခုတိဆောက်ထားသင့်တယ်လဲပေါ့နော်ဒီအပိုင်းနဲ့ပတ်သက်ပြီးတော့ဆရာမဆွေးနွေးပေးစေချင်ပါတယ် ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆိုတော့အဲ့ဒီမိကုံးကိုပြောရလို့ရှိရင်အဲခုနကဆရာပြောသွားတာလေးလည်းကျွန်မသဘောကျပါတယ်နှစ်ဦးနှစ်ဖက်ပေါ့နော်ခုနကတစ်ဖက်နဲ့တစ်ဖက်မှာဒီနားလဲမှုတွေရှိဖို့ဆိုတဲ့ဟာမျိုးပေါ့နော်ဆိုတော့အဲ့တော့အဲတကယ်ကျွန်မတို့ဟိုတည်င်းသမားတွေမှာခုနဟိုတကယ်ဟိုပေါ့နော် skillful ဖြစ်ပြီးတော့ဟိုလေ့ကျင့်ထားတဲ့အဲ train ဖြစ်ထားတဲ့ journalist တွေမှာဆိုလို့ရှိရင်တော့အရှိမကျွန်မတို့ပြောခဲ့သလိုပဲဘယ်တည်င်းအချက်လက်ကိုကိုယ့်လက်ထဲကိုရလာပြီဆိုရင်ဘယ်တည်င်းအချက်လက်ကိုတော့ဘယ်လောက်ထိထုတ်ပြန်သင့်နေဆိုတာ ထူးသဖြင့်တော်လိုင်းရင်ကာလာပေါ့နော်ဆိုတော့ဒီမိုကရေစီကာလာမှာဆိုတော့အကြောင်းမဟုတ်ဘူးဆိုတော့ကျမတို့ကဒါမားရဲ့မားနေတဲ့လိုမျိုးတောက်လျှောက်ရေးနေတာပေါ့နော်ဆိုတော့အဲ့တော့ဒီတော်လိုင်းရင်ကာလာမှာတော့ဘယ်လောက်ထိထုတ်ပြန်သင့်နေဆိုတဲ့ဟာမျိုးကိုတော့ကျမတို့ကအာ ဒီ legend ထားတာရှိတယ်ပေါ့နော်ဆိုတော့အဲ့တော့အဲ့ဒါကလည်းကျမတို့ basic journalism တင်နန်းနေတင်တိုင်းမှာကျမတို့သတင်းသမားတွေကိုဒါထည့်ပြောလေးရှိရပေါ့နော်။ဘာလို့လဲဆိုတော့ကျမဒီအဲ trainer တင်နန်းဆရာတယောက်လည်းဖြစ်တယ်ပေါ့နော်။ဆိုတော့ဖြစ်တဲ့အခါကျရင်ခုနကပြောတဲ့အဲจิตဝိတ်မှာကျမတို့တပ်ပြန့်ချင်းနေပေါ့နော်။ဒီအချိန်မှာကျမတို့จิตဝိတ်ကိုအရင် train လုပ်ရတယ်။ Okay จิตဝိတ်မှာဆိုလို့ရှိရင်ဒီစည်ရေးတင်းပေါ့ခုနအဓိကကျမတို့စည်ရေးတင်းကိုအဓိကထားပြီးတော့ဟိုဂယုဆိုက်ရတာ။ခုနပြောလို့ဟိုထားလိုက်ပါတော့ခုနတော်လိုင်းရဲ့အဖွဲတွေလူခွေချိုးဖောက်တာကတော့ဒါတော့ကျမတို့ကတင်ပြရမှာခုနပြောသလိုအမှန်အောင် မှန်ဖြစ်တဲ့ဟာမျိုးကိုကျွန်တော်တို့တင်ပြတာဖြစ်တယ်ပေါ့နော်ဒါပေမဲ့စီရေးသတင်းမှာမှာခုနအစီအင်အားဘယ်လောက်ရှိလဲဘယ်နေရာမှာတော့ခြေဆိုင်နေပါလဲဒါမျိုးတွေကတော့ကျွန်တော်တို့ထုတ်ပြန်လို့မရဘူးဘာလို့လဲဆိုတော့တစ်ဖက်မှာခုနပြောလို့ရန်သူကိုတင်ပြတဲ့ဟာမျိုးအချက်လက်ပေးတဲ့ဟာမျိုးဒါက ဒီတော်လိုင်းရေးမှမဟုတ်ဘူးတကယ်နိုင်ငံနေမှာဆိုရင်တော့မှနိုင်ငံရဲ့စင်ဟာကိုဟိုထုတ်ပြန်ပြီးတော့ပြောလို့မရတဲ့အနေအထားမျိုးတွေရှိရတယ်နော်သတင်းမီဒီယာနေပြီးတော့ဆိုတော့အဲ့တော့အဲ့ဒါမျိုးတွေကတော့ကျမတို့ဟိုလစ်ချင်ပေးနေတဲ့ဟာတွေရှိတယ်ဒါပေမဲ့သို့တော့အကုန်လုံးတော့ဒါချုံမိနိုင်တဲ့အနေအထားမျိုးတော့မဟုတ်ဘူးအခုနောက်ပိုင်းမှာကျမတို့ကအဲတခုကကျမတို့ဒီအဲသတင်းသမားတွေပေါ့နော်သတင်းသမားတွေကဘယ်နေရာကိုရောက်နေလဲဆိုတော့ခုနပြပကိုရောက်နေကြတယ်ပြပကိုရောက်နေကြတယ်ဘာလို့လဲဆိုတော့ပြတွင်းမှာကျမတို့ဆက်ပြီးတော့နေထိုင်လို့မရဘူးလိုက်လာဖမ်းဆီးမှုတွေရှိနေတဲ့အခါမှာကျမတို့ဒီ ီတကယ်နိုင်ငံသားသတင်းတော် citizen journalist တွေကိုကျမတို့အားကိုးရတယ်ပေါ့နော်အဲ့တော့ citizen journalist တွေအားကိုးရတဲ့ကျမတို့တကယ်လည်းကျေးဇူးတင်ရတယ်သူတို့စီကနေမြေပြင်သတင်းဆက်လက်တွေကိုရနေတယ်ဒါပေမဲ့တစ်ဖက်မှာ citizen journalist တွေဒီခုနပြောသလိုကျမတို့တကယ်ကိုတင်နန်းပေးတင်နန်းတွေရထားကြရဲ့လားနော် တကယ်ကိုသူတို့မှာအဲ့လိုမျိုးနားလေတဲ့စွမ်းရည်တွေရှိရဲ့လားဆိုတော့တချို့ citizen journalist တွေကြတော့ဥပမာဆိုရင်ကျမတို့ကဟိုတပိတ်အဖွဲ့တွေကလည်းဖြစ်ကောင်းဖြစ်နိုင်တယ်နော်မြေပြင်မှာရှိနေတဲ့သူတွေပေါ့နော်ပြောချင်တာဥမာစီးပွားရေးလုပ်နေတဲ့သူလည်းဖြစ်ကောင်းဖြစ်နိုင်တယ် ဆိုတော့အဲ့တော့အဲ့ဒီမှာရှိနေတဲ့သူတွေကနေမှသတင်းဆက်လက်တွေကိုပို့ပေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဆိုတော့အဲ့ဒီဟာတွေကိုရတဲ့အခါမှာကျမတို့မှာ verification လုပ်ရတဲ့စစ်ဆေးရတဲ့အပိုင်းမှာတော်တော်လေးကိုအခက်အခဲရှိတဲ့အနေအထားတွေလည်းရှိတယ်ပေါ့နော်ဆိုတော့အဲ့တော့အဲ့ဒီမှာကျမတို့ကတချို့ကခုနကပြောသလိုဟိုဖြစ်တဲ့ဟိုအရှိမကျမတို့ stakeholder တွေနဲ့တွေ့တိုင်းမှာအအနေနဲ့ဆွေးနွေးတဲ့ဟာမှာဘာလို့တော့ပြန်တွေ့လဲဆိုတော့ ခုနစပော့ပါကစံကနေလာတဲ့တရင်အချက်လက်တွေကတော့ဘာလို့ဆိုတော့ဟိုပြောထားပြီးတော့ဒီဘယ်ဟာရောထုတ်ပြန်မယ်ဘယ်ဟာရောမထုတ်ပြန်ဘယ်ဟာရောပြောခွင့်ရှိတယ်ဆိုတဲ့ဟာမျိုးလှုပ်ထားတာဖြစ်တဲ့အတွက်အဲ့ဒါရေးရပြဿနာမရှိဘူးဒါပေမဲ့သို့တော့ခုနမြေပြင်တရင်ကြီးမြစ်စီကနေကျမတို့ရတဲ့ဟာမျိုးတွေမှာဘလောက်ထိတော့ပြောခွင့်ရှိတယ်ဆိုတဲ့ဟာမျိုးမသိတဲ့အချိန်မှာတစ်ဖက်မှာလည်းတရင်သမားကဘလောက်ထိဖော်ပြခွင့်ရှိလဲဆိုတာကိုဟိုမနားမလဲတဲ့အခါမျိုးတွေမှာဒီလိုမျိုးစီရေးပေါက်ကြားမှုတွေအဲဒါမျိုးတွေနေမျိုးသွားပြီးတော့လုံခြုံရေးထိခိုက်မှုတွေကသွားပြီးပြဿနာသွားဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒါကိုကျမတို့တွေ့ရတယ် 这样的就怕入地，那时 solution ကိုဘာရှာလဲဆိုတော့ဟုတ်ပြီဒီဘက်မှာရှိနေရခုနသတင်းသမားတွေကိုလည်းကျမတို့ train ရမယ်เนาะ legit မှုတွေကျမတို့လုပ်ဖို့လိုတဲ့နောက်တစ်ဖက်မှာလည်းခုနပြောတဲ့ stakeholder အဖွဲ့အစည်းတွေတော်လိုင်းအင်အားစုတွေမှာရှိနေတဲ့မြေပြင်မှာရှိနေတဲ့သူတွေကိုကျမတို့ဒီဟိုတစ်ခါလေးကျရင်ခုနပြောလို့ဟို citizen journalist ကနေဆွဲထုတ်တာမဟုတ်ဖဲနဲ့ကို့အဖွဲ့ထဲမှာပဲဆရာပြောတဲ့မြေပြင်မှာရှိနေတဲ့သတင်းရင်းမြစ်ပေါ့เนาะဒီလိုလူမျိုးတွေကနေပြီးတော့အဲ့အချက်လောက်ကိုပေးလိုက်တာဖြစ်နေအဲ့တော့ဖြစ်နေတော့သူတို့ကလည်း media information literacy ဆိုတော့ media ဘယ်လိုအလုပ်လုပ်လဲ media ဘယ်လိုအချက်လက်မျိုးတွေဆိုတော့ရေးမှာပါပဲဆိုတဲ့ ဟာမျိုးကိုသိသွားသိမယ်ဆိုရင်နောက်ခုနပြောတဲ့လုံခြုံရေးနဲ့ပတ်သက်ပြီးတော့ဘယ်လောက်ထိထုတ်ပေါ်ပြောကြားခွင့်ရှိတယ်ဆိုတော့နားလည်သွားမယ်ဆိုလို့ရှိရင်ပေါ့နော်မီဒီယာကိုဘယ်လို engage လုပ်လဲဆိုတာနားလည်သွားမယ်ဆိုဒီပြဿနာတွေကပို့ပြီးတော့နည်းသွားနိုင်မယ်လို့ထင်တယ်ပေါ့နော်ဆိုတော့ဒါကတော့ solution တစ်ခုလို့ကျွန်မမြင်တယ်ပေါ့နော်